င်္ဂလာပါဘာမဘရီဖင်ရဲ့ဒေတာတွင်တည်င်းချင်းအစီအစဉ်ကနေကြိုဆိုပါရစေ2025ခုနှစ်ဇွန်လ25ရက်တွင်ဒေတာရင်းမီဒီယာမှဖော်ပြထားတဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုစူးစီးပြီးအချင်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေပြီးတော့မှငင်းငယ်ဖိုရမ်2025ကျင်းပစွဲသတင်းစစ်ကောင်းဆောင်ဘယ်လာရုစ်နဲ့ရုရှားနိုင်ငံထွက်ခွာခရိုနီလိုက်ပါဆိုတဲ့သတင်းနဲ့ ီပြီးတော့မှငင်းငင်းဖိုရန်လုံးနေပြီးတနိုင်ငံလုံးကိုဘုံပတ်ချဲနေတဲ့စစ်ကောင်စီသူတို့တဲ့တွင်တွေကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောင်စီကဥဆောင်ကျင်းပါတယ် Peace Forum ငင်းငင်းဆွေးနွေးပွဲကိုနေပြီးတော့မှယနေ့အစောလ25ရက်နေ့မနက်ပိုင်းကအစတင်ပြီးတော့ကျင်းပပြုလုပ်နေရလို့သိရပါတယ်ဒီဆွေးနွေးပွဲမှာတက်ရောက်လာသူတွေအနေနဲ့ခေါင်းစဉ်လိုက်ဖွဲ့နှဖွဲ့ခွဲပြီးတိကျဆွေးနွေးသွားမယ်လို့ဆိုပြီးဇွန်လ28ရက်နေ့ထိစုစုပေါင်း3ရက်ပြုလုပ်မယ်လို့သိရပါဗျ ဒီဖိုရန်ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တရုတ်မိန့်ခွန်းပြောတာတွေ့ရပြီးပြည်ပနိုင်ငံတန်တမန်တွေအနေနဲ့တရုတ်၊ထိုင်း၊ရုရှား၊အိန္ဒိယနိုင်ငံတွေတက်ရောက်တာတွေ့ရပါတယ်။တရုတ်ထူးကိုယ်စားလှယ်နဲ့မြန်မာနိုင်ငံဆိုင်ရာ UAE တံမက်လည်းတက်ရောက်ပါတယ်။တိုင်းရင်းသားကောင်းဆောင်တွေအနေနဲ့ UWSA အဖွဲ့ကဦးညီရန်၊ SSPB အဖွဲ့ကဆက်နော်လိန်၊ NDAA အဖွဲ့ကဦးချစ်စွေ၊ PNO ကဗိုလ်မှူးကြီးခွန်အုပ်က DKBA အဖွဲ့ကစောစိန်ဝင်း NMSB အဖွဲ့ကနိုင်အောင်မငေ LDU အဖွဲ့ကကြားဆော်လမွန် KNU KNL PC ကစောကျော်ညွန် ARP ကစောမြရာသာလင်ရခိုင်ဥဆောင်ပါတီ AFP ရဲ့ဥက္ကဋ္ဌဒေါက်တာအေးမောင်တို့တက်ရောက်တယ်လို့ဒေတာရင်းမီဒီယာမှာဖော်ပြပါတယ်အဓိကဘာကြောင့်လဲနဲ့ကိုင်တာနိုင်ငံရေးမပြေဘူးနိုင်ငံရေးဘာကြောင့်ဖြစ်တာအခုနောက်ပြောတဲ့ sub determination အဲ့လို sub determination ဘယ်လိုပြရမှာလဲ ဘလို့မပေးခဲ့လို့ဒီနေ့ထိသက်ဆိုးရှယ်ပြန်ကြည့်အခြေခံမူအဖြစ်အခြေခံဥပဒေအရရပိုင်ခွင့်ကိုမပေးခဲ့ဘူးဒါပြင်ပြည်သူ့ပါတီဥက္ကဋ္ဌဥပကိုကြီးတက်ရောက်တာလည်းတွေ့ရပါတယ်အခုလိုမျိုးတက်မတော်ဥဆောင်နေကိုပန်းဟုတ်ဟုတ်တော်ပဲဒါဘုရုကိုယ်စားလှယ်ဦးတိုင်းနာအဖွဲ့အစည်းအစည်းအဝေးကိုယ်စားလှယ်ဒီမှာပါဝင်နေရင်းနေရေးကြိုးပမ်းမှုဖြစ်စဉ်ဖြစ်နေတယ်အပြင်ကြောင်းသွားမယ်ဟုတ်ကဲ့ ယူရပါအာရှစီးပွားရေးဖိုရမ်တက်ရောက်ဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာခရိုနီစီးပွားရေးသမားတွေလိုက်ပါပြီယနေ့ဇွန်လ25ရက်မှာဘီလာရုစ်နိုင်ငံကိုထွက်ခွာတယ်လို့သိရပါတယ်ဘီလာရုစ်နိုင်ငံမင့်မြို့မှာပြုလုပ်မယ်စတုဒ္ဒအချိန်ညယူရပါအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ဖို့သွားတာဖြစ်ပြီး EAEU ရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့ဘီလာရုစ်နိုင်ငံသမ္မတနဲ့တရားတွေ့ဆုံဆွေးနွေးက ဥရောပအာရှစီးပွားရေးကော်မရှင်ပုတ်ဖွဲ့ပုတ်ကထားနဲ့တွဲဆောင်ဆွေးနွေးတာတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။စစ်ကောင်းဆောင်နဲ့အတူစီးပွားရေးတမားခရိုနီအချို့လည်းလိုက်ပါသွားမယ်လို့သိရပါတယ်။နေပြည်တော်မှာငင်းကြိုင်းဖိုရန်လုံးနေပြီမယ်။တနိုင်ငံလုံးကို ပုံပတ်ကျင်းနေတဲ့စစ်ကောင်စီဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ KNB နဲ့ဖားဆောင်မှုနယ်တွေကမော်ချီတပ်တွင်ဒေသကိုစစ်တပ်ကယနေ့ဇွန်လ25ရက်နေ့မွန်းလွဲ7နာရီခန့်မှာလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ။အရသာပြည်သူ9ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေတာရင်းမီဒီယာတွေမှာဖော်ပြပါဗျ။ဒဏ်ရာသူတွေထဲမှာအသက်အန္တရာယ်ဆုံးရင်ရတဲ့သူတွေလည်းရှိရကြောင်းသေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်တယ်လို့လည်းသိရပါဗျ။ဒါပြင်စစ်တပ်ကမကွေးတိုင်းပခုတ်ကူမြို့နယ်ကမတိုက်နယ်အနောက်ဘက်ခြမ်းကိုလည်းယနေ့ဇွန်လ25ရက်နေ့နနက်6နာရီမှာဝိုင်းတွဲပုံကျဲလေရင်နဲ့လေကြောင်းတိုက်ခိုက်မှု17ကြိမ်ပြုလုပ်ခဲ့ပြီး55မိနစ်တွင်ဘုံလုံးရီ30ကျော်ခန့် ကျဲချသွားတယ်လို့လည်းဒေတာရင်းမီဒီယာမှာဖော်ပြပါဗျ။ဇွန်လ24ရက်နေ့ပိုင်းမှာလည်းစစ်ကောင်စီကတအောင်မျိုးသားလူမျိုးရေးတက်မတော့ TNL ထိန်းချုပ်ရာကြောက်မဲမျိုးကိုဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ဒေတာကန်၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ပါဗျ။ဒါပြင်ဇွန်လ24ရက်နေ့လယ်12နာရီဝန်းကျင်မှာမကွေးတိုင်းပကုတ်ကူမြို့နယ်တွေကိုဒေကြောင်းတက်ခိုက်ခဲ့တဲ့အတွက်ဖုံကြီးကျောင်းကျောင်းဆောင်တွေပျက်စီးကကျောင်းထိုင်စီရော်နဲ့ကလေးငယ်တယောက်အပါအဝင်၃ဦးတန်ရရှိခဲ့တယ်လို့သိရပါဗျ။ ဘာမဘရီဖင်ရဲ့ဒေတာရင်းသတင်းအကျဉ်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။